ြစည်းမပြည်သက်များအားလုံးပဲမင်္ဂလာပါ။နိုမာလာ9ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မြမရွေးကောက်ပွဲအားလုံးပါဝင်မှုကိုအခြေခံရမယ်လို့စင်ကာပူပြောတဲ့သတင်း။ဗီတီရှာပင်လယ်ရချားပိုင်နယ်မြေကစစ်အုပ်စုနဲ့ဆက်နွယ်တဲ့ရေနံကုမ္ပဏီတွေကိုအရေးယူဖို့ GFN တိုက်တွန်းတဲ့သတင်း။မြင်းကြံကလေတစ်ကျေးရွာစစ်စေးဂိတ်တိုက်ခိုက်ခံရမှု၈ဦးသေဆုံးတဲ့သတင်း။ အာဆင်နစ်ဓာတ်များနေတာကြောင့်တန်လွင်မြေရေနဲ့ငါးစားသုံးခြင်းကန့်သက်တဲ့တဲ့ရင်ပြည်သူနဲ့စစ်ရှောင်းတွေအငတ်ဘေးကြုံအောင်စစ်ကောင်စီလုပ်နေတယ်လို့ KNHRG ထုတ်ပြန်တဲ့အကြောင်းနဲ့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီဖို့ဗာတီကန်တောင်းဆိုတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမြမရွေးကောက်ပွဲအားလုံးပါဝင်မှုကိုအခြေခံရမယ်လို့စင်ကာပူပြောတဲ့တဲ့နဲ့စားလိုက်အောင်ပါ မြန်မာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလက်ဖြစ်ရေးနဲ့ပြည်သူဆန္ဒထင်ဟရေးအတွက်ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်မှုတို့ကိုအခြေခံရမှာဖြစ်တယ်လို့စင်ကာပူနိုင်ငံသား၏ဝန်ကြီး Vivian Balakrishnan ကလွှတ်တော်အတွင်းမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါတယ်။ စစ်မှန်ခိုင်မာတဲ့အမျိုးသားပြန်လည်တည်မြက်ရေးအတွက်နိုင်ငံရဲ့အဓိကပါဝင်သူအားလုံးတွေ့ဆုံဆွေးနွေးမှုတွေကတဆင့်ရရှိနိုင်မှာဖြစ်ပြီးဖြည့်ရှင်းဆောင်ရွက်မှုတွေကိုမြန်မာနိုင်ငံကသာဦးဆောင်ရမှာဖြစ်ကြောင်းလည်းသူကပြောပါတယ်။ချက်ချင်းဦးစားပေးအနေနဲ့အကြမ်းဖက်မှုတွေရော့ကျလာစေရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဝင်ရောက်ခွင့်လွယ်ကူချောမွေ့စေရေးနဲ့တွေ့ဆုံဆွေးနွေးမှုတွေအတွက်အထောက်အကူဖြစ်စေမယ့်အခြေအနေတွေဖန်တီးလှုပ်ဆောင်ရမှာဖြစ်ကြောင်းလဲသူကအကြံပြုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပြီးစင်ကာပူနိုင်ငံအနေနဲ့မြန်မာအရေးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်အထည်ဖော်ခြင်းအပါအဝင်အာဆီယံနဲ့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကိုဆက်လက်ထောက်ခံသွားမယ်လို့သူကပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး9နှစ်နီးပါးကြာတဲ့အထိမြန်မာနိုင်ငံအခြေအနေဟာဆိုးရွားနေဆဲဖြစ်ပြီးနေမည်များစွာထိန်းချုပ်ဖို့ရှင်ပြိုင်နေရဆဲဖြစ်သလိုဘယ်ဘက်ကမှအောင်ပွဲခံနိုင်ခြင်းမရှိသေးပဲကြဲပြန့်တဲ့ပြိပခါနဲ့မတိငိမ့်မှုတွေဆက်လက်ရင်ဆိုင်နေရကတိုက်ပွဲတွေကြောင်းအရသာထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့အစုလိုက်အပြုံလိုက်နေရဲ့စွန့်ကွာမှုတွေရှိနေတယ်လို့သူကဆိုပါတယ်။ ပြည်ပခါတွေကြောင့်စီးပွားရေးနဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေယိုယွင်းလာပြီးပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးအပြီးပြန်လည်ထူထောင်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကိုအဟံထားဖြစ်စေခဲ့တယ်လို့သူကပြောခဲ့ပါတယ်ခင်ဗျာဆေးအုပ်စုနဲ့ဆက်နွယ်တဲ့ရေနံကုမ္ပဏီတွေကိုအရေးယူဖို့ GFN တိုက်တွန်းတဲ့တဲ့နဲ့ဆက်ရအောင်ပါ ဗြိတိရှပင်လယ်ရခြားပိုင်နယ်မြေတွေမှာအခြေစိုက်တဲ့မြန်မာစစ်အုပ်စုနဲ့ဆက်နွယ်တဲ့ရေနံကုမ္ပဏီတွေကိုစုံစမ်းစစ်ဆေးအရေးယူဖို့ Justice for Myanmar GFN ကနိုမာလာ၄ရက်နေမှာထုတ်ပြန်လိုက်ပါတယ်။ ြန်မာစစ်အုပ်စုထိန်းချုပ်ထားတဲ့တဘာဝတန်းွေစီမံကိန်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေဟာများပြားရှုပ်ထွေးလှပြီးပြပကုမ္ပဏီကွန်ရက်တွေကတဆင့်လုပ်ငန်းတွေဆက်လက်လည်ပတ်နေသလိုစစ်အုပ်စုရဲ့အကြီးမားဆုံးနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ရေနံနဲ့တဘာဝတန်းွေကဏ္ဍကိုအသက်ဆက်ပေးနေတယ်လို့ GFN ကပြောပါတယ်။အဲ့ဒီကုမ္ပဏီတွေကဗြိတိရှ်ပင်လယ်ရခြားပိုင်နက်နယ်မြေကေမန်ကျွန်းစုမှာရှိတဲ့ Atman Transportation Limited နဲ့ ဘာမြူဒါမှာရှိတဲ့မုတ်တမ Gas Transportation Company Limited ကုမ္ပဏီနှစ်ခုကိုစေအုပ်စုကပူးတွဲပိုင်ဆိုင်ထားပြီးဘုတ်ဖွဲ့တွေမှာလည်းစေအုပ်စုကိုယ်စားလှယ်တွေပါဝင်နေတယ်လို့ဖော်ပြပါဗျာ။ဒါကြောင့်ဘာမြူဒါနဲ့ကေမန်ကျွန်းစုအာဏာပိုင်တွေအနေနဲ့ UK တန်ခတ်ပိတ်ဆို့မှုတွေကိုအသက်သွင်းလှုံ့ဆော်ရမှာဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေကိုလည်းအပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ကြောင်း တရားမဝင်မြမဆေးအုပ်စုကိုသူတို့ရဲ့နေမြေတွေအတွင်းစီးပွားရေးလှုပ်ဆောင်ခြင်းကိုရပ်တန့်စေရမှာဖြစ်တယ်လို့ JFN ကဆိုပါတယ်။ဗီဒီရှာပင်လယ်ရခြားပိုင်နက်နေမြေမှာလဲပတ်နေတဲ့အဲ့ဒီကုမ္ပဏီနှစ်ခုဟာဆေးအုပ်စုထိန်းချုပ်ထားတဲ့မြမရေနံနဲ့တဘာဝတန်းငွေလုပ်ငန်း MOG နဲ့ထိုင်းစွမ်းရင်ကုမ္ပဏီကြီး PTTEP တို့အကြားဖက်ဆက်ကုမ္ပဏီတွေဖြစ်ကြောင်း JFN ရဲ့အချက်အလက်တွေရသိရပါတယ်။ အဲ့ဒီကုမ္ပဏီတွေအကြောင်း JFA ကအာနာပိုင်နေထံအတိပေးအကြောင်းကြားပြီးတဲ့နောက်16လကြာတဲ့အခုအချိန်ထိအဲ့ဒီကုမ္ပဏီတွေဟာဗီတိရှပင်လယ်ချားပိုင်နက်နယ်မြေတွေအတွင်းဆက်လက်လေပတ်ရပ်တည်နေစေဖြစ်ကြောင်းလဲဆိုထားပါတယ်။ JFA အနေနဲ့မြန်မာနိုင်ငံရဲ့အကြီးမားဆုံးနဲ့အကျိုးမြတ်အများဆုံးကမ်းလွန်တန်ငွေတူးဖော်ရေးအကွက်တချို့က ဒန်းငွေတွေကိုသူ့ဖော်သေးယူပို့ဆောင်နေတဲ့ကုမ္ပဏီတွေကိုဒန်းခတ်ပိတ်ဆို့အရေးယူမှု စီးမြင်နေချိုးဖောက်မှုရှိတယ်လို့တနေ့ရဖြစ်ပွဲအကြောင်းအရာတွေနဲ့ကေမန်ကျွန်းစုတွေနဲ့ဘာမြူဒါအာနာပိုင်တွေစီတိုင်ကြားထားတာဖြစ်တယ်လို့သိရပါတယ်။ကေမန်ကျွန်းစုတွေနဲ့ဘာမြူဒါအာနာပိုင်တွေစီကိုဥပဒေရေးရာတိုင်တန်းချက်တွေတင်သွင်းခဲ့တာ၁၈လကြာခဲ့ပြီဖြစ်ပြီးအရေးယူဆောင်ရွက်မှုတွေကြန့်ကြာတာကြောင့်အသက်တွေဆုံးရှုံးနေရပါတယ်။ အာဏာပိုင်တွေအနေနဲ့အခုချက်ချင်းအေးအေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ JFN ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကထုတ်ပြန်ကြမှာပြောထားပါတယ်ကန်လွန်လောက်ွက်တွေကတဘာဝတန်းငွေတွေတင်ပို့တဲ့ pipeline ကုမ္ပဏီတွေဟာစေအုပ်စုထံဗန်နာငွေဆက်လက်စည်းဝင်နေမှုမှာအ धिक အခန့်ခန္ဓာကနေပါဝင်နေကြောင်းသိရပါတယ်။ PTTEP ရဲ့ဗန်နာရေးရှင်းလင်းတွေကို JFN နဲ့ UK အခြေစိုက် Journalism ဖွဲ့စည်းဖြစ်တဲ့ Finance and Cover ရဲ့ Sensit တုံ့တက်မှုအရ ATN နဲ့ MGTC တို့ဟာ2021ခုနှစ်နဲ့2024ခုနှစ်အတွင်း pipeline လုပ်ငန်းကနေဝင်ငွေအနည်းဆုံး American dollar 3.38 billion ရှာဖွေနိုင်ခဲ့ပြီးရှယ်ယာအနည်းစုပိုင်ရှင်ဖြစ်တဲ့ MOG အနေနဲ့ကန်ဒေါ်လာ293တန်ရှိခဲ့လိမ့်မှာ ဖြစ်တယ်လို့ JFN ကဖော်ပြထားပါတယ်ခင်ဗျာအခုဆက်ပြီးမြန်မာကသတင်းတပုတ်ကိုပြောပြပေးပါမယ် မန္တလေးတိုင်းမြင်းကြံမြို့နယ်လေတစ်ကျေးရွာမှာရှိတဲ့စစ်ကော်မရှင်တပ်သားတွေနဲ့ပြူစောတိပူးပေါင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာလေတစ်ကျေးရွာအုပ်ချုပ်ရေးမှုအပါအဝင်စစ်ကော်မရှင်ဘက်က၈ဦးတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းကြံခရိုင်တပ်ရင်းခွန်0ပျောက်ကြားတပ်ဖွဲ့ကဒီကနေ့အောက်တိုဘာလ9ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ နိုမာလာ၄ရက်နေ့လယ်၂နာရီအချိန်မှာစစ်ကော်မရှင်ရဲ့စစ်ဆေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲကြာချိန်မိနစ်၂၀ရှိခဲ့တယ်လို့0ပျောက်ကြားတပ်ဖွဲ့ကောင်းဆောင်ကိုသက်ကြီးကပြောပါတယ်။ထိတ်တိုက်ဝင်ပစ်တာပြစ်ပစ်ချင်းသူတို့ဘက်က၂ယောက်၃ယောက်လောက်ကြာသွားတယ်။အဲ့ဒီမှာကစင်ကလျားနဲ့ဘန်ကာလည်းဝင်ပြေးလာကူမှရဲဘော်တို့က RPG နဲ့ထပ်ဝင်ပစ်တာမှဘန်ကာတက်တက်ထိပ်ပြီးဘယ်သူမှမလုံနိုင်တော့ဘူးလို့ကိုသက်ကြီးကပြောပါတယ်။အဲ့ဒီနောက် စစ်ကော်မရှင်တပ်သားတွေစီကလက်နက်တွေကောက်ယူဖို့ကြိုးစားခဲ့ပေမဲ့အနီးနားမှာရှိတဲ့ခမရ15ကကားကြီး3စီးနဲ့စစ်ကူတွေထွက်လာတဲ့တရင်ကြောင်းရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ကိုသက်ကြီးကပြောပါတယ်။အခုတိုက်ခိုက်ခဲ့တဲ့လက်တရွာစစ်စေးဂိတ်မှာပြူရဲနဲ့စစ်သားအင်အား90နီးပါးရှိတဲ့ပြီးတွားရောက်တိုက်ခိုက်ချိန်မှာအင်အား20နီးပါးရှိတယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းလက်တရွာမှာနှစ်ပေါင်းများစွာအုပ်ကြီးအဖြစ်ဆောင်ရွက်နေတဲ့စစ်ကော်မရှင်ဒေါက်တိုင် ငမင်းခေါ်ကိုမင်းဆိုသူပါတေဆုံးသွားကြောင်းကိုတက်ကြီးကပြောပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကော်မရှင်ဘက်က၈ဦးကနဦးတေဆုံးတာကြောင်းဒဏ်ရာရသူတွေထဲမှာနောက်ထပ်တေဆုံးမှုတွေရှိလာနိုင်တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့စီကတရားဝါတယ်။စစ်ကော်မရှင်ဘက်ကတေဆုံးမှုတွေနဲ့ပတ်သက်လို့တော့မြစည်းမကတိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။လေတဲ့ရွာစစ်စေးဂိတ်ဟာမြင်းချံတရအူမန္တလေးလမ်းပိုင်းမှာတည်ရှိပြီးခမရ19နဲ့နှစ်မိုင်ခန့်သာကွာဝေးပြီး စစ်ကော်မရှင်တပ်တွေအရေးကြီးတဲ့စစ်ဆေးဂိတ်တစ်ခုဖြစ်တယ်လို့ဇီးရိုးပျောက်ကြားတပ်ဖွဲ့စီကတရားဝါတယ်တိုက်ခိုက်မှုအပြီးမှာအနီးအနားခြေဝါတွေကိုစစ်ကော်မရှင်တပ်ကဝင်ရောက်စီးနင်းပြီးဒေသခံတွေကိုဖမ်းဆီးစစ်ဆေးတာလမ်းသွာလမ်းလာတွေကိုစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာတန်လွင်မြေမှာအာဆင်နစ်တပ်များနေတဲ့အကြောင်းကိုဆက်ပြောပြပါမယ်ထိုင်းနိုင်ငံမဲဟောင်းဆောင်ပြည်နယ်မက်စရီယန်မြို့အနီးဖြတ်တန်းစီးဆင်းနေတဲ့တန်လွင်မြေထဲမှာ အနေရရှိအာဆင်နစ်အဆိပ်တင်ပမာဏအမြောက်အများကိုစစ်ဆေးတွေ့ရှိပြီးတဲ့နောက်ထိုင်းဟာနာပိုင်တွေကတန်လင်မြည်ရီတုံးဆွဲခြင်းနဲ့မြင့်ငါစာတုံးခြင်းကိုတာမြင်လိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ချင်းမိုင်တက္ကသိုလ်ရဲ့ပအဝန်းကျင်သိပ္ပံသုတေသနဌာနကဘန်တာတန်ဖာယွာနီ တန်လွင်မြေကိုစမ်းတက်ရမှာရေထဲမှာအာဆင်နစ်ပမာဏဟာဘေကင်းဘို့တတ်မှတ်ထားတဲ့အဆင့်ထက်၅ဆပိုမိုမြင့်မားကြောင်းစစ်ဆေးတွေ့ရှိပြီးတဲ့နောက်ဆော့မိုးဤခရိုင်မှာရှိတဲ့ဒေသနာအာနာပိုင်တွေကတန်လွင်မြေကိုအုံပြူချင်းရပ်တန့်ဖို့နဲ့ငားတွေကိုစားသုံးခြင်းကနေရှောင်ကျဉ်ဖို့ဒေသခံတွေကိုအမိန့်ထုတ်ပြန်ခဲ့တာပါပန်ဒါသာဖန်ရွာသူကြီးကနောက်ထပ်အတီးပြူချက်မရမချင်းမြင့်တဲ့တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကျဉ်ဖို့နဲ့တန်လွင်မြစ်ထဲကငါးတွေကိုမစားဖို့ ပြည်သူတွေကိုကျွန်တော်တို့တိုက်တွန်းနေပါတယ်လို့ပြောပါတယ်။ဒေသခံတွေဟာမြစ်ရေကိုရေချိုးတာအဝှေ့လျှော်တာစိုက်ပျိုးရေးနဲ့သုံးရေလိုအရာတွေအားလုံးအတွက်မိခိုနေရသလိုမြစ်ထဲကငားတွေကိုလည်းဖမ်းယူစားတောက်နေရတဲ့အတွက်စိုးရင်ပူပန်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။အာဆင်နစ်ပမာဏမြင့်တက်ရတဲ့အကြောင်းရင်းကို အာနာပိုင်တွေကဆက်လက်စုံစမ်းနေတယ်လို့သိရပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းအနေနဲ့ KNB ကပြည်သူနဲ့စစ်ဆောင်တွေအငတ်ပေးကြုံအောင်စစ်ကော်မရှင်လုပ်နေတယ်လို့ KNHRG ထုတ်ပြန်တဲ့အကြောင်းကိုပြောပြပေးပါမယ်။ KNB နဲ့မှာပြည်သူနဲ့စစ်ဆောင်တွေစိုက်ပျိုးသီးနှံမရိတ်သိမ်းနိုင်ဖို့နဲ့စားနပ်အခါပြက်လက်စေဖို့စစ်ကော်မရှင်ကရွေချက်ရှိရှိနဲ့တိုက်ခိုက်နေတယ်လို့ KNB လူ့အခွင့်အရေးအဖွဲ့ KNHRG ကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီကစိုက်ကွင်းတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့ပြည်သူတွေကိုဒရုန်းဘုံအုံပြုတိုက်ခိုက်တာတွေကြောင့်ထိခိုက်သေးဆုံးရတဲ့အရသားတွေရှိနေတယ်လို့ဆိုပါတယ်။ဒါပြင်ပြည်내ရဲ့စိုက်ပျိုးရေး area တွေကို UTP စစ်ကြောင်းအလုံးအရင်းနဲ့တိုးလာတာကြောင့်စိုက်ပျိုးသီးနှံစိုက်ပျိုးမှုယုံနေလာပြီးလုံခြုံရေးအန္တရာယ်တွေကြောင့်စိုက်ပျိုးထားတဲ့သီးနှံအလုံးမရိတ်သိမ်းနိုင်တဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြပါရတယ်။ စပားရိပ်ပြည်သူတွေဖမ်းဆီးခေါ်ဆောင်ခံရတာတစားကန်ဖြစ်ဖမ်းဆီးခံရတာလူမဆန်စွာနှိပ်စက်ခံရတာတွေကြုံတွေ့နေရတဲ့အတွက်ပြည်သူတွေအတွက်စိုက်ပျိုးသီးနှံရိတ်သိမ်းဖို့အသက်လုံခြုံရေးအန္တရာယ်ကိုရင်ဆိုင်နေရပြီးမိသားစုဝန်ကြီးအတွက်စိုးရင်ကြောင်းကြမှုမြင့်တက်နေတယ်လို့ KNHRG ကအတည်ပြုပါတယ်။စာနယ်ဇင်းခန်းရဲ့ဝင်ငွေရလမ်းကြောင်းတွေကိုပြတ်မှတ်ထားတိုက်ခိုက်လာတာက လူမှုနဲ့ဆက်ဆောင်တွေဝင်ငွေရရှိမှုရပ်တန့်အောင်နဲ့မိသားစုစာဝတ်နေရေးစိန်ခေါ်မှုတွေကနေပြီးရေရှည်မှာအငတ်ဘေးကြုံအောင်စစ်ကော်မရှင်ကလှုံ့ဆော်နေတာလို့ဆိုပါတယ်။အော်တိုဘာလာအတွင်းကီနီပြည်နယ်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရသား22ဦးဒဏ်ရာရပြီး9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ကီနီပြည်နယ်ကိုစစ်ကော်မရှင်တပ်ကအလုံးရင်းနဲ့ထိုးစစ်ဆင်လာလို့ပြည်နယ်တိုက်ပွဲဖြစ်ပွားမှုမြင့်တက်လာပြီးစစ်ရှောင်လူဦးရေလည်းများလာတယ်လို့ KNHRG ကအတည်ပြုပါတယ်။ ဇူလိုင်နဲ့ဩဂတ်စ်လတဲကရွှေပြောင်းလာကြတဲ့စစ်ဘေးရှောင်တွေကိုလုံလောက်တဲ့အကူအညီမပေးနိုင်တဲ့အပြင်အော်တိုဘာမှာစစ်ရှောင်အရေးအတွက်ထပ်တိုးလာလို့အရေးပေါ်စားနေတဲ့အခါအကူအညီနဲ့အမိုးကာလိုအပ်မှုက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတယ်လို့ဆိုထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကို ရှုစားမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကရွန်ဂျာဒုက္ခသည်တွေကိုကူညီဖို့ဗာတီကန်တောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအပေါ်ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုနဲ့အကူအညီတွေရောကြလာတဲ့အတွက်သူတို့နဲ့တသားတည်းရှိကြောင်းပုံမူပြသဖို့နိုင်ငံတကာအတိုင်းဝိုင်းကိုဗာတီကန်မှာရှိတဲ့လူသားဖွံ့ဖြိုးတိုးတက်မှုမြင့်တင်ရေးဌာနအကြီးအကဲကာဒီနယ်မိုက်ကယ်ဖလစ်ချာနီကတိုက်တွန်းလိုက်ပါတယ်။ရန်ပုံငွေဖြတ်တောက်ခံရမှုတွေကမ္ဘာကအာရုံစိုက်မှုရောကြလာတာတွေကြောင့်ဒုက္ခသည်တွေဟာအင်မတန်ခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်လို့ချာနီကနိုမာလာ၃ရက်ထုတ်ပြန်ကြမှာပြောကြားခဲ့ပါတယ်။ ကာဒီနယ်မိုက်ကယ်ဖလစ်ချာနီဟာမြန်မာနယ်စပ်အနီးဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကော့ပဇာမြို့မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွားရောက်ခဲ့ပြီးတဲ့နောက်အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ကဘာကြီးကဒီထက်ပိုပြီးစီးလုံးညီညွတ်ကြောင်ပြသတင်ပါတယ်။ခရစ်ယာန်နဲ့တခြားဘာသာတွေအပါအဝင်အဖွဲ့အစည်းအလုံးအနေနဲ့ပြည်သူတွေရဲ့တကယ်လိုအပ်ချက်တွေကိုတုံ့ပြန်ပြီးဒုက္ခရောက်နေတဲ့သူတွေကိုဆက်ပြီးပံ့ပိုးပေးဖို့လိုအပ်ပါတယ်။ကူညီပေးနေပါတယ်ဆက်ပြီးကူညီရပါမယ်လို့သူကဆိုပါတယ်။ ကာဒီနယ်မိုက်ကယ်ဖလစ်ချာနီဟာဘင်္ဂလားဒေ့ရှ်ကိုနိုမလာ၁ရက်နေ့ကနေ၅ရက်နေ့အထိတရားဝင်ခီးစဉ်တွားရောက်ခဲ့တာပါ။ချာနီဟာကော့ပစားမြို့မှာရှိနေတဲ့အချိန်ယာယီတဲဒီမှာနေထိုင်ရတဲ့ရိုဟင်ဂျာမိသားစုတွေတင်ကြားရေးဌာနကကလေးတငယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့အနေနဲ့တနေ့နေ့မှာဇာတိမျိုးကိုဘေးကင်းကင်းနဲ့ပြန်နိုင်ပြီးငြင်းငြင်းချမ်းချမ်းဂုဏ်သိက္ခာရှိရှိနေနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းကာဒီနယ်မိုက်ကယ်ဖလစ်ချာနီကပြောကြားခဲ့ပါတယ်။ ကောပစားမှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာရိုဟင်ဂျာမွတ်စလင်တိတသမနှစ်သန်းနေထိုင်လျက်ရှိနေပြီးအများစုဟာ2018ခုနှစ်မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်မှာမြန်မာစစ်တပ်ရဲ့ရဲရဲစက်စက်ဖြိုကွင်းမှုတွေကြောင့်ထွက်ပြေးလာခဲ့ရသူတွေဖြစ်ပါတယ်။မြန်မာစစ်ကော်မရှင်တပ်နဲ့အာရခတပ်တော် AA တို့ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာကြောင့်နောက်ထပ်ဒုက္ခသည်တသိန်းခွဲထပ်မံရောက်ရှိလာခဲ့ပါတယ်။ ဒုက္ခသည်တွေဟာအစိုးရနဲ့အကူအညီပေးရေးအဖွဲ့တွေစီကရရှိတဲ့ရိတ်ခါအနေငယ်နဲ့ရှင်တန်ရက်တည်နေကြရပြီးစကမ်းပြင်ပကိုထွက်လို့အလုံးလုံးကင်ကွင်းပိတ်ပင်ခံထားရပါတယ်။မကြသေးမီနှစ်တွေအတွင်းအကူအညီပေးရေးရန်ပုံငွေတွေတိတိတသားကျဆင်းသွားကြတာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကကမ္ဘာလုံးဆိုင်ရာအကူအညီပေးမှုတွေဖြတ်တောက်လိုက်ခြင်းဟာရမုံငွေကြေးစင်းရခြင်းမှာတစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ အခုနှစ်အတွင်းရိုဟင်ဂျာတွေအတွက်လူသားချင်းစာနာမှုနှစ်စဉ်ခန့်မှန်းရန်ပုံငွေအမေရိကန်ဒေါ်လာ934တန်တွေက38ရာခိုင်နှုန်းကန်သာရရှိသေးတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNICEF ကပြောကြားခဲ့ပါတယ်ရမငွေမရှိရင်ဒုက္ခသည်တွေကိုအလုံးအလောက်ထောက်ပံ့ပေးဖို့စိန်ခေါ်မှုတွေရှိနေပါတယ်လို့ဒုက္ခသည်ကယ်ဆယ်ရေးနဲ့နေရပြန်ပို့ရေးကော်မရှင်နာယုံအကြီးအကဲမစ္စနူရာမန်ကပြောပါတယ်။ ရမငွေပြက်လက်မှုကြောင့်ရွန်ဂျာလူငယ်အများပြားဟာမူရစေဝါရောင်းဝယ်ဖောက်ကားမှုလူမောင်ခိုးကူးမှုနဲ့ကြားမအခြေပြုအကြမ်းဖက်မှုတွေရဲ့တားကောင်ဖြစ်ပွားနိုင်ပါတယ်လို့သူကသတိပေးခဲ့ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၁၃စီဈေးနဲ့အဆောင်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစုစည်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4090ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1614.45ကျပ်ပြင်ပပေါက်စေ3129ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2429.81ကျပ်ပြင်ပပေါက်စေ4912ကျပ် ိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64တက်တမ95ကျံပြင်ပပေါ့စေ125တက်တမ9ကျံမလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ900တက်တမ83ကျံပြင်ပပေါ့စေ986ကျံပေါ့စေရှိပါတယ်ပေါ်ပြပါကိုလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အကောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စေ59သိန်း 9000ကျပ်ပြင်ပပေါင်စု84သိန်းကျပ်စကားဘဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတက်မှတ်စီ59သိန်း96895ကျပ်ပြင်ပပေါင်စု89သိန်း1000ကျပ်ပေါင်စုရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်တုံးတွေကတော့ဒီဇယ်တလီတာကို2455ကျပ် ်ပရီမီယံဒီဇယ်တလီတာကို2960ချက်အော်ဒီ92တလီတာကို2905ချက်အော်ဒီ95တလီတာကို2800ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဆက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6480ကျပ်ပြင်ပပေါက်စီ1500ကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။လက်မျက်စိမှ Brian Time မျက်စိမှသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြသူတွေအားလုံးကိုချီးစုထုတ်တင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ thank you